ကာရိုက်တာကောင်းကောင်းပေါ့မလုပ်ဘူးတဲ့ကာရိုက်တာမျိုးတွေအာတကယ်စိတ်ညစ်ပြီးတော့တကယ်ကြိုးစားရတဲ့ပြင်ဆင်ရတဲ့အဲကာရိုက်တာမျိုးလေးတွေကိုလောက်သွားဖို့ရှိပါရဲ့ရှင်အောင်ကလေးလေးမွေးထားတာဆိုတော့ကိုယ်လုံးနဲ့ပတ်သက်ပြီးတော့ဗောနော်ဒီခန္ဓာကိုယ်လုံးနဲ့ပတ်သက်ပြီးတော့ confidence တော့နည်းနည်းကျသွားတယ်ဟိုအစီအများလာတာတွေအာသားလေးညော့ရဲလာတာရှိတော့ gym လေးဆော့တာတို့အစားအသောက်ထိန်းတာတို့တော့နည်းနည်းချင်းစီလောက်ရရပေါ့နော်ဟုတ် အဲဒီမှာမှော်ရုပ်ရှင်ထုတ်လို့ရကိုနေလင်းနဲ့ကခေရောအအရင်ကလေးကလည်းခင်တယ်မျိုးသားနဲ့လည်းခင်တယ်ဆိုတော့အကိုကိုတက်ရောက်ပြီးတော့ချီးမြှင့်ပေးတာပါရှင်ဟုတ်အာသဘောကျပါတယ်ခေရလေးအဲ့လိုရိုက်ကူးနေကြတာလူပညာရှင်တွေအဲ့လိုတက်ဝင်လှုပ်ရှားနေပြီးတော့ဒီလူပညာအတွက်ဖော်ဆောင်နေကြတာကိုမြင်ရတာနဲ့ခေရသဘောကျနေတော့ရှင်အဲလောလောဆယ်တော့ချုပ်ကန်းလန်းထားတာလေးလည်းရှိပါတယ်ရိုက်ကူးပြီးစီးထားတဲ့ကားလေးလည်းရှိပါရှင်ဟုတ် ဟုတ် character တော့နည်းနည်းရွေးဖြစ်တယ်ပေါ့เนาะအဓိကတော့ဇန်လန်းပေါ့เนาะအဇန်လန်းလေးလက်သေးချရွေးဖြစ်တယ်အဲနောက်ပြီးတော့ character လေးလက်သေးချရွေးဖြစ်တယ်ပြီးတော့ဒီနောက်ပိုင်းဆိုရင်လက်မခံခင်မှာဇက်ကလေးတွေအရင်ဖတ်လေးရှိပါတယ်ရှင်။ကိုရန်ကလည်းလို့ဒီနောက်ပိုင်းကျတော့ပြန်လှုပ်စီခြင်းတယ်ပေါ့เนาะခေကဒီလှုပ်နဲ့လဲလိုက်ဖတ်တယ်ဒီလှုပ်ပုံမှာလဲယူသွတ်တာလဲပြီးတော့သူကတော့ဟိုဖြည်းဖြည်းချင်းစီတော့ပြန်လှုပ်စီခြင်းပါတယ်ရှင်။အဲအခုပြန်လှုပ်တဲ့ချိန်မှာတော့ပြင်ဆင်မှုအနေနဲ့ကတော့ ခေတော့ on scene နဲ့ဒီလိုမျိုးပေါ့နော် shooting နဲ့အချိန်ကြာကြီးဝေးသွားတာဆိုတော့အဲ့တင်နဲ့ပတ်သက်တာတွေဆိုလဲဟိုကြောင်အမှကင်မရာရှေ့မှာအားလေးစိတ်ပူတဲ့အတွက်အိမ်မှာအာ writers တွေအများကြီးလောက်ရတယ်ဒီ character ကိုဝင်ဖို့အတွက်ဟိုဒီဇက်ညွန်ပေါ့နော် script ကိုအချိန်ချင်းခါခါဖတ်ရတယ်နောက် script reading တွေလုပ်တဲ့အခါမှာလည်းတေချာ rehearsal တွေအချိန်ချင်းလုပ်ရရပေါ့နော်နောက်တစ်ခုကကျတော့ key ကကလေးလေးမွေးထားတာဆိုတော့ကိုယ်လုံးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီခန္ဓာကိုယ်လုံးနဲ့ပတ်သက်ပြီးတော့ confidence တော့နည်းနည်းကျသွားတယ်ဟိုအစီများလာတာတွေအသားလေးညော့ရဲလာတာရှိတော့ gym လေးဆော့တာတို့အစားအသောက်ထိန်းတာတို့တော့နည်းနည်းချင်းစီလုပ်ရရပေါ့နော်ဟုတ် တနှစ်နဲ့ခုနှစ်လပါရှင်အဲတနှစ်ခုနှစ်လဆိုတော့မသိသေးဘူးဒါမှမဟုတ်ကတော့ကနေတာဟုတ်ဟုတ်ဟုတ်ကဲများသောအားဖြင့်တော့ vlog လေးများရယ်ပေါ့နော်ဟိုသူ့ဘိုက်ကြီးတော့ OB မင်းလားမသိဘူးတခါရိုက်ဘူးရယ်နောက်ပိုင်းကျတော့ baby mile တို့နောက်တခြားအာခုခုဒိုင်ဘာတို့အဲ့လိုမျိုးလေးတွေပေါ့နော် social post လေးတွေနဲ့ vlog လေးတွေအများကြီးရိုက်ထားပါရရှင်ဟုတ်အဲနောက်ပိုင်းမှာတော့ character ကောင်းကောင်းပေါ့မလုပ်ဘူးတဲ့ character မျိုးတွေအာတကယ်စိတ်ညစ်ပြီးတော့တကယ်စူးစမ်းရတဲ့ပြင်ဆင်ရတဲ့အဲ character မျိုးလေးတွေကိုလောက်သွားဖို့ရှိပါတယ်ရှင်အောင်အာချစ်ပေးကြတာကျေးဇူးများကြီးတင်ပါတယ်ခင်ဗျလည်းအကောင်းဆုံးပေါ့เนาะ agent ဆုံး အာပြိသက်မျက်စိပသာရအဖြစ်ဆုံးတတ်နိုင်သမျှပြိသက်ကိုအစိတ်တောက်မဖြစ်အောင်အာပေးနိုင်မယ့်မိသားစုဖြစ်စ조사ပြီးတော့တက်ဆက်ပေးနေပါတယ်လို့ကျေးဇူးများရင်တင်ပါတယ်ခေကိုအခုချိန်ဒီမမေ့ပဲနဲ့အားပေးရပြိသက်တွေနောက်ပြီးတော့အာနောက်ထပ်ဇကားလေးတွေရိုက်ပါအောင်နောက်ထပ်သေဥဆောင်မှုလေးတွေလုပ်ပါအောင်ဆိုပြီးတော့စောင့်မျှော်နေကြတဲ့ပြိသက်တွေကိုလည်းခေကနေပြီးတော့အကောင်းဆုံး조사ပြင်ဆင်ပြီးတော့အမြန်ဆုံးပြန်လာခဲ့ပါမယ်လို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်